မိษွေတို့ရေလူတွေဟာဘာကြောင့်အတွေးခေါ်ကိုလေ့လာတင်တာလဲအတွေးခေါ်ပညာဆိုတာခက်ခဲပြီးရှုပ်ထွေးတယ်လို့ထင်ရပေမဲ့ကျွန်တော်တို့ရဲ့အခြေခံမိကွန်းတွေကိုဖြည့်ရှင်းပေးနိုင်တဲ့အရေးကြီးတဲ့အရာတစ်ခုပါဒီနေ့မှာတော့ပီတာကာတာပါနိုရေးသားထားတဲ့တဲတုံးဝီတာစာအုပ်နဲ့အတူအတွေးခေါ်ရဲ့အရေးပါပုံစိန်ခေါ်မှုတွေနဲ့ဘာကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာလိုအပ်တယ်ဆိုတာကိုလေ့လာသွားကြရအောင်ပီတာကာတာပါနိုဆိုတဲ့လူတစ်ယောက်အကြောင်းပြောပြချင်ပါတယ် သူသည်တက်စတုံးမိုရီတာစာအုပ်ကို ရေးသားခဲ့သူပါအတွေးခေါ်ပညာသည်လူသားတွေရဲ့အခြေခံမိခွန်းတွေကိုစူးစမ်းလေ့လာဖို့အရေးကြီးတယ်လို့သူယုံကြည်ပါတယ်။အတွေးခေါ်ပညာကနေအသိပညာဆိုတာဘာလဲ၊တရားမျှတမှုဆိုတာဘာလဲ၊အချစ်ဆိုတာဘာလဲစတဲ့မိခွန်းတွေကိုမေးမြန်းခြင်းအပြင်လူမှုရဲ့အမြင်တွေကိုစမ်းသပ်နိုင်ပါတယ်။အတွေးခေါ်ပညာဟာတက်ရှိထင်ရှားရှိနေတဲ့အရာပါ။ အတွေးခေါ်ပညာကိုအတုံးမဝင်ဘူးလို့ထင်ကောင်းထင်နိုင်ပေမဲ့ဒါဟာလူတန်းပေါင်းများစွာလေးလာကျင့်သုံးနေတဲ့အရေးပါတဲ့လှုပ်ဆောင်မှုတစ်ခုပါဒါဟာခင့်တဲ့အညီလူမှုရေးပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ်လို့လူသားတွေရဲ့ထာဝရမေခွန်းတွေကိုလည်းကင်တွယ်ဖြေရှင်းပေးနိုင်ပါတယ် This Stone လို့ platform တွေရဲ့အောင်မြင်မှုက ပြည်သူတွေရဲ့အတွေးခေါ်ဆိုင်ရာစူးစမ်းလိုစိတ်ကိုပြသနေပါတယ်အတွေးခေါ်ပညာရဲ့ဟာခက်ခဲပေမဲ့လည်းအကျိုးမြတ်များတဲ့ပညာရဲ့တစ်ခုပါ အတွေးခေါ်ပညာရဲ့ဟာတကယ်ကိုခက်ခဲပါတယ်။အလံဝေးกว่าပြီးနားလဲရခက်တယ်လို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုခက်ခဲတာဟာအားနည်းချက်မဟုတ်ပါဘူး။အဲ့ဒါဟာကျွန်တော်တို့ရဲ့ဖြစ်တည်မှုဗဟုသုတနဲ့တန်ဖိုးတွေကြောင့်အခြေခံကြတဲ့မိကုံးတွေကိုရုံးကန်ဖြည့်ရှင်းနေရလို့ပါပဲ။အတွေးခေါ်ပညာရဲ့ဟာတခုလဲသော ပုံစံမဟုတ်ပါဘူး။နီလန်းတွေအတွေးခေါ်အစင်လာတွေအများကြီးရှိပါတယ်။ ဥပမာ ခွဲခြမ်းစိတ်ဖြာခြင်းဖြစ်ရပေတာဆန်းသက်ခြင်းနဲ့အနောက်တိုင်းမဟုတ်တဲ့အတွေးခေါ်တွေလည်းရှိပါသေးတယ်။အတွေးခေါ်ပညာရက်ဟာကြားမှလူမျိုးပထဝီအနေထားစတဲ့ဗတ်ပေါင်းစုံပါဝင်နိုင်ဖို့နဲ့ဒီဂျစ်တယ်ကဘာတိမှုဆိုင်ရာစိတ်ပညာစတဲ့အခြေအနေအတိတ်တွေနဲ့လာရောညီထွေဖြစ်အောင်အမြဲတမ်းစိန်ခေါ်ခံနေရပါတယ်။အတွေးခေါ်ရဲ့တန်ဖိုးဟာသီအိုရီမှတင်မကဘူးဘဝနဲ့လက်တွေ့ကြကြာထိတွေ့ဆက်ဆံခြင်းနဲ့မိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်တဲ့စွမ်းရည်မှလည်းတည်ရှိပါတယ်။ အတွေးခေါ်ပညာကိုတခါတလေမှာအသက်ရှင်နည်းပညာလို့နားလဲကြပါတယ်။ဒါပေမဲ့အတွေးခေါ်ပညာဟာတည်ဆုံးခြင်းပညာလည်းဖြစ်နိုင်တယ်လို့ယုံကြည်ဖို့အကြောင်းပြချက်တွေရှိပါတယ်။အတွေးခေါ်ပညာရဲ့ဟာ စိတ်ကူးတသက်မဟုတ်ပါဘူး။တမိုင်းကြောင်းအရာရောလက်ရှိမှာပါဘဝနေထိုင်နည်းတစ်ခုဖြစ်ပါတယ်။အတွေးခေါ်ပညာရဲ့ဟာ ကိုကျင့်တရားတာဝန်ယူမှုလွတ်လပ်မှုဂရုစိုက်မှုနဲ့စာနာထောက်ထားမှုစတဲ့အရာတွေကိုရင်ဆိုင်ဖြေရှင်းမှုကရိယာတွေနဲ့အယူအဆတွေကိုပေးစွမ်းနိုင်ပါတယ်။ခက်ခဲတဲ့အတွေ့အကြုံတွေကိုရင်ဆိုင်တဲ့အခါလမ်းညွှန်မှုနဲ့နှစ်သိမ့်မှုကိုလည်းပေးနိုင်ပါတယ်။အတွေ့အခေါ်ပညာရက်ဟာအထူးကျန်ဆန်တဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။အတွေးခေါ်ပညာရက်ဟာကဘာကြီးနဲ့ထိတွေ့ဆက်ဆံနိုင်ပါတယ် တင်းစာပညာလိုပဲခေအဆက်ဆက်ဉာဏ်ပညာနဲ့လက်ရှိအခြေအနေကိုစိန်ခေါ်နိုင်ပါတယ်။တမိုင်းအကြောင်းတွေကိုပြောပြခြင်းအဖြစ်လက်ရှိဖြစ်ပေါ်နေတဲ့အရာတွေကိုရှင်းလင်းစေနိုင်ပါတယ်။အတွေးခေါ်ပညာရက်မှာမိမိကိုယ်ကိုပြန်လှည့်ကြည့်ခြင်းမိမိရဲ့ယုံကြည်ချက်တွေဆန္ဒတွေနဲ့အတွေ့အကြုံတွေကိုစစ်ဆေးခြင်းတွေပါဝင်ပါတယ်။ဒီလိုမိမိကိုယ်ကိုပြန်သုံးသပ်ခြင်းဟာနာကျင်စေနိုင်ပေမဲ့ကြီးထွားဖို့နဲ့ပြောင်းလဲဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ မိမိရဲ့အကန့်အသတ်တွေနဲ့ဖြစ်နိုင်ခြေတွေကိုနားလည်ဖို့ကူညီပေးနိုင်ပါတယ်။အနောက်တိုင်းအတွေ့အခေါ်ပေါ်အာယုံစိုက်တာဟာတမိုင်းကြောင်းအရာဖြစ်ပေါ်လာတဲ့အရာတစ်ခုပါ။ကဘာတဝုံးမှာရှိတဲ့အိန္ဒိယတရုတ်အစ္စလမ်စတဲ့အတွေ့အခေါ်အစဉ်လာတွေဟာလေ့လာသင့်ပါတယ်။သူတို့ကိုလစ်လျူရှုခြင်းဟာဥရောပဗဟုပြုတဲ့ဗလိုက်မှုကိုထာဝရဖြစ်စေပါတယ်။အတွေ့အခေါ်ပညာရက်ဟာအမျိုးသမီးတွေနဲ့လူနည်းစုတွေနဲ့ပတ်သက်ပြီးခွဲခြားဆက်ဆံမှုတွေရှိခဲ့ပါတယ်။ ဒီလိုကိုစားပြုမှုနေပါတာဟာမွေးရပါစွမ်းရည်ကွာခြားမှုကြောင့်မဟုတ်ပဲစနစ်တကျဖက်လိုက်မှုတွေနဲ့မလိုလားအပ်တဲ့ပတ်ဝန်းကျင်တွေကြောင့်ဖြစ်ရတာပါအတွေးခေါ်ပညာရက်ကိုတကယ်ကိုပါဝင်နိုင်တဲ့အရာတစ်ခုဖြစ်အောင်စူးစမ်းအားထုတ်မှုတွေလိုအပ်ပါတယ်ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ကွန်တီနင်နဲ့အတွေးခေါ်အကြားခြားနားမှုဟာတမိုင်းကြောင့်အရာဖြစ်ပေါ်လာတာဖြစ်ပြီးအခြေခံမိကွန်းတွေမှာအတူတူစိတ်ဝင်စားမှုတွေကိုဖုံးကွယ်ထားတတ်ပါတယ် ရှင်းလင်းပြတ်သားမှုကတံမိုးရှိပေမဲ့အတွေးခေါ်ဆိုင်ရာစူးစမ်းမှုဟာပြဿနာတွေကိုဥဆောင်ပြီးမတူကွဲပြားတဲ့နည်းလမ်းတွေနဲ့ပုံစံတွေကိုလက်ခံတင်ပါတယ်။သိပ္ပံပညာကအစွမ်းထက်တဲ့ရှင်းလင်းချက်တွေကိုပေးစွမ်းနိုင်ပေမဲ့တတိနဲ့ပုဂ္ဂလတိတိအတွေ့အကြုံတွေကိုရင်ဆိုင်တဲ့အခါအကန့်အသတ်တွေပေါ်လာပါတယ်။အတွေ့အကြုံတစ်ခုကိုဖြစ်ပေါ်စေတဲ့အာယုံကြောဆိုင်ရာလုပ်ငန်းစဉ်တွေကိုတက်တက်တာတက်ဖို့ပြနိုင်ပါတယ်။ ဒါပေမဲ့အဲ့ဒီလိုဖော်ပြချက်ကဘာကိုမှခြံထားခဲ့မှာမဟုတ်ပါဘူး။တိပ္ပံပညာရဲ့ဟာတဘာဝတရားရဲ့အကြောင်းကိုအကောင်းဆုံးသိရှိနိုင်တဲ့နည်းလမ်းဖြစ်ပြီးဖြစ်ရတော်များများကိုရှင်းပြနိုင်ပါတယ်။တဘာဝလုံကဘာမရှိဘူးဆိုတဲ့အမြင်ကကြီးဆိုးတဲ့အတွေးခေါ်တစ်ခုပါ။တိပ္ပံနီးကြနည်းလမ်းတွေကိုလူသားတွေရဲ့အပြုအမူနဲ့စိတ်ကိုနားလည်ဖို့အသုံးပြုလာကြပါတယ်။တိပ္ပံနီးကြတိုးတက်မှုတွေရှိနေပေမဲ့ဘာသာရက်ဆိုင်ရာတွေးကြုံတွေဟာ တတတတရှင်ပြဖို့ခက်ခဲနေတော့မှာပဲမေရီဒီကာလာဆိုင်ရင်တလို့စိတ်ကူးနဲ့ဖန်တီးထားတဲ့ဇက်ကောင်ကရုပ်ပိုင်းဆိုင်ရာဖော်ပြချက်ကနေလွတ်မြောက်တဲ့တတိအကြောင်းအချက်လက်တွေရှိတယ်လို့အကြံပြုထားပါတယ်။အုံနောက်လှရှားမှုဟာစိတ်ပိုင်းဆိုင်ရာဖြစ်ရက်တွေအတွက်လိုအပ်ပေမဲ့စိတ်ကိုအာယုံကြောဆိုင်ရာလုပ်ငန်းစဉ်တွေအဖြစ်လျှော့ချတာဟာလုံလောက်မှုမရှိနိုင်ပါဘူး။စင်ကဲဖြစ်စဉ်နဲ့ဇီဝဗေဒကလူတဘာဝအကြောင်းထိုးထွင်းသိမြင်စေနိုင်ပြီး ကိုချင်းတရားရဲ့မူလအစအပါဝင် လူရဲ့ရှုပ်ထွေးတဲ့ဖြစ်ရတွေကိုရှုံးမတွက်တင်ပါဘူးသာဝရပရိပခတ်ဟာဖရာသခင်က လူသားတွေကိုစမ်းတက်တာမဟုတ်ဘူးစာတန်ရဲ့လှုပ်ကြံမှုလည်းမဟုတ်ဘူးစင် गे ဖြစ်စဉ်ဇီဝဗေဒကလူမှုဆက်ဆံရေးအပြုအမူနဲ့ကိုချင်းတရားရဲ့အုတ်မြစ်တွေကိုထိုးထွင်းသိမြင်စေပါတယ် မျိုးဆက်တစ်ခုလုံးရဲ့ကြန့်ခိုင်မှုအပြန်အလှန်အကျိုးပြုမှုအဆင့်မျိုးမျိုးရွေးချယ်မှုစတဲ့အယူအဆတွေကဘာကြောင့်လူသားတွေအပါအဝင်လူမှုရေးတိရစ္ဆာန်တွေမှာပူးပေါင်းဆောင်ရွက်မှုနဲ့စာနာထောက်ထားမှုတွေဆင်ကဲဖြစ်ပေါ်လာရတာလဲဆိုတာကိုရှင်းပြပေးနိုင်ပါရဲ့တကူကောင်းဆန်တဲ့စိတ်နဲ့ပူးပေါင်းဆောင်ရွက်လူစိတ်အကြတင်းမာမှုဟာကျွန်တော်တို့ရဲ့ဆင်ကဲဖြစ်စဉ်တမိုင်းရဲ့မဖြောက်ဖြစ်နိုင်တဲ့တစိတ်တစ်ခုဖြစ်နိုင်ပါရဲ့ ဇီဝဗေဒကစွမ်းရည်တွေကိုပံ့ပိုးပေးပေမဲ့လူရင်ကျင်းမှုကဇီဝဗေဒဆိုင်ရာသဘောထားတွေကိုကျော်လွန်ခွင့်ပေးပါတယ်။ရင်ကျင်းမှုစင်ကဲဖြစ်စဉ်ကတိတ်ပံ့ဥပဒေနဲ့ကိုကျင့်တရားစတဲ့ရှုပ်ထွေးတဲ့စနစ်တွေကိုတီထွင်နိုင်စေပြီးဇီဝဗေဒစင်ကဲဖြစ်စဉ်ထက်ပိုမိုပါဝင်ပြီးကဘာလုံးဆိုင်ရာစံနှုန်းတွေကိုမြင့်တင်ပေးပါတယ်။ကိုကျင့်တရားဟာဖျားသခင်ပုံမှာမူတည်တာမဟုတ်ပဲလူတဘာဝနဲ့လူမှုဆက်ဆံရေးကနေဖြစ်ပေါ်လာတာပါ။ ဘာသာတရားကကိုကျင့်တရားဆိုင်ရာ လေးကျင့်တွေကိုပုံဖော်နိုင်ပါတယ်။ဘာသာတရားကိုဆုံးလွတ်လိုက်ခြင်းအဖြစ်ကိုကျင့်တရားကိုဆုံးရှုံးသွားမှာမဟုတ်တလို့ဖျားသခင်ကိုရှာဖွေတွေ့ရှိခြင်းအဖြစ်လည်းကိုကျင့်တရားကိုရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူး။ဖျားသခင်ရဲ့တည်ရှိမှုဒါမှမဟုတ်အမိန့်တွေပေါ်မှာမူတည်ရဆိုတဲ့အတွေးခေါ်ကို UTF Rodilima ကစိန်ခေါ်ထားပါတယ်။ အရာတစ်ခုဟာဖရာသခင်က အမိန်ပေးလို့ကောင်းတာလားဒါမှမဟုတ်ကောင်းလို့ဖရာသခင်ကအမိန်ပေးတာလားအကယ်၍ကောင်းတာကဖရာသခင်နဲ့မသက်ဆိုင်ဘူးဆိုရင်ကိုချင်းတရားဆိုင်ရာတန်ဖိုးကိုတက်ရှိတတဝါတွေနဲ့စင်ကျင်တုံတရားရှိတဲ့တတဝါတွေရဲ့အားနည်းချက်တွေနဲ့စွမ်းရည်တွေကနေပေါ်ပေါက်လာတဲ့တဘာဝကွာမှာတည်ရှိတယ်လို့မြင်နိုင်ပါတယ်ဘာသာရေးယုံကြည်မှုမှာဖရာသခင်အကြောင်းယုံကြည်ချက်တွေပါဝင်ပေမဲ့အလေးအကျင့်တွေထုံနှန်းစင်လာတွေနဲ့ဘဝနေထိုင်မှုတွေလည်းပါဝင်ပါတယ် ဖျားသခင်ရဲ့တရှိမှုအတွက်အတွေးခေါ်ဆိုင်ရာညှင်းခုံမှုတွေဟာအတိအကျမဟုတ်တဲ့အတွက်အတွေးခေါ်ပညာရှင်တို့များများကဖျားမဲ့ဝါဒီတွေဖြစ်လာကြပါတယ်။ယုံကြည်ခြင်းကိုမျက်စိမဲ့ယုံကြည်ခြင်းလို့နားမလည်သင့်မဲ့ကဘာပေါ်မှာအရေးပါမှုကိုမြင်တွေ့နိုင်တဲ့နည်းလမ်းတစ်ခုအဖြစ်နားလည်သင့်ပါတယ်။ဘာသာတရားဟာကိုချင်းတရားဆိုင်ရာအလေးချင်းတွေနဲ့လူမှုအတိုင်းဝိုင်းတွေကိုပုံဖော်ပေးတဲ့အကောင့်နဲ့အရာပါ။ဆုလက်တွေပေးမယ်ဒါမှမဟုတ်အပြစ်ပေးမယ်လို့ချင်းချောက်ချင်းအဖြစ် ကိုကျင့်တရားဆိုင်ရာတန်ဖိုးတွေကိုပံ့ပိုးပေးနိုင်ပါတယ်။ရှုပ်ထွေးတဲ့ကိုကျင့်တရားဆိုင်ရာအခက်အခဲတွေက ခိုင်မာတဲ့အတွေးခေါ်ဆိုင်ရာခွဲခြားစိတ်ဖြာမှုကိုလိုအပ်ပါတယ်။လူမျိုးရေးမတရားမှုဒါမှမဟုတ်အဆုလိုက်ပြုံလိုက် အကြမ်းဖက်မှုတွေလိုပြဿနာတွေက ပြင်းထန်တဲ့စိတ်ခံစားမှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒါပေမဲ့ရှေ့ဆက်ဖို့အတွက်အကြောင်းရင်းခံတွေကိုဖော်ထုတ်ဖို့နဲ့ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းနည်းတွေကိုရှာဖွေဖို့အတွေးခေါ်ဆိုင်ရာသုံးသပ်ချက်တွေလိုအပ်ပါတယ်။ ဥပမာအားဖြင့်စီးပွားရေးဆိုင်ရာမတရားမှုအပေါ်အာယုံစိုက်ခြင်းအားဖြင့်လူမျိုးရေးခွဲခြားမှုဒါမှမဟုတ်ရာဇဝတ်မှုနှုံထားတွေထက်လူမျိုးရေးမညီမျှမှုရဲ့အရင်းခံတွေကိုဖော်ထုတ်နိုင်ပါတယ်။ရာဒီဥဒုပြောင်းလဲမှုဒါမှမဟုတ် AI ဇီဝနည်းပညာစတဲ့ခေတ်မီနည်းပညာရဲ့အနေအရလိုကဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကလူသားတွေရဲ့အနာဂတ်နဲ့ကျွန်တော်တို့ရဲ့တာဝန်တွေအကြောင်းအတွေးခေါ်ဆိုင်ရာမေးခွန်းတွေကိုမြှင့်တင်ပေးပါတယ်။ ဒီပြတနာတွေကတိတ်ပန်နီးကြဒါမှမဟုတ်မူဝါဒဆိုင်ရာပြတနာတွေတသက်မဟုတ်ပါဘူးဖြစ်နိုင်ခြေရှိတဲ့ကဆိုးကြီးကိုရင်ဆိုင်တဲ့အခါလူသားဖြစ်ခြင်းရဲ့အတိတ်ပင်နဲ့ဘလို့နေထိုင်တဲ့နယ်ဆိုတာကိုပြန်လည်သုံးသပ်ဖို့ကျွန်တော်တို့ကိုတွန်းအားပေးပါတယ်ဈေးကွက်စည်းကမ်းဒါမှမဟုတ်ကိုကျိုးရှာစည်းကမ်းက Wall Street ကိုကိုပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ခွင့်ပြုတဲ့နယ်ဆိုတဲ့ငင်းခုန်မှုတွေက Wall Street ကဘာလုပ်နေလဲဆိုတာကို မသိဘူးဆိုတာကိုဖော်ပြနေပါတယ် လူမျိုးရေးကြားမနဲ့မိသားစုပုံစံတွေလိုလူမှုရေးပြဿနာတွေက အာဏာနဲ့ယဉ်ကျေးမှုစံနှုန်းတွေနဲ့နက်နက်ရှိုင်းရှိုင်းဆက်ဆက်နေပါတယ်။အမေရိကန်မှာလူမဲဖြစ်ဖို့ကကြီးလေးတဲ့ပြစ်မှုတစ်ခုဖြစ်တဲ့အခါအမေရိကန်ကြောင်းဘာပြောနိုင်မလဲ။လူမျိုးရေးကြားမနဲ့မိသားစုတွေလိုလူမှုရေးပြဿနာတွေဟာဇီဝဗေဒအရတဘာဝအရမဟုတ်ပဲယဉ်ကျေးမှုထုံးတမ်းတွေအာဏာတိဆောက်ပုံတွေနဲ့တမိုင်းမွေနစ်တွေကပုံဖော်ထားတာပါ။ ယဉ်ကျေးမှုစံနှုန်းတွေနဲ့စံပုံစံတွေကဘလို့တိဆောက်ထားလဲမညီမျှမှုနဲ့မတရားမှုတွေကိုဘလို့ထောက်ဝါဖြစ်စေလဲဆိုတာကိုအတွေးခေါ်ဆိုင်ရခွဲခြမ်းစိတ်ဖြာမှုကဖော်ထုတ်နိုင်ပါတယ်။လူမျိုးရေးခွဲခြားမှုမိဘအုပ်ထင်းခြင်းမှာကြားမတန်းတူညီမျှမှုဒါမှမဟုတ်အိမ်တော်ရေးရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေလိုပြဿနာတွေနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေကရိုးရစံနှုန်းတွေနဲ့ညီမျှမှုနဲ့လွတ်လပ်မှုအတွက်ယိမ်းချက်တွေအကြတင်းမာမှုကိုမိမောက်ထိုးပြပါတယ်။ လူငူရေးပြဿနာတွေကိုနားလည်ဖို့အတွက်တရားဝင်ပြောဆိုချက်တွေဒါမှမဟုတ်မျက်နှာပြင်ပေါ်ကအသွင်ပြင်တွေကိုကြော်လွန်ပြီးအာဏာနဲ့စနစ်တကျဗက်လိုက်မှုတွေကိုဖော်ထုတ်ဖို့လိုအပ်ပါတယ်။ခေတ်တဘဝကိုဖျက်ဆီးဖို့အတွက်အကြမ်းဖက်မှုလွတ်လပ်မှုနဲ့လူသားတွေရဲ့အခြေအနေအကြောင်းခက်ခဲတဲ့အမှန်တရားတွေကိုရင်ဆိုင်ဖို့လိုအပ်ပါတယ်။အကြမ်းဖက်မှုနဲ့အကြမ်းမဖက်မှုကြားရွေးချယ်စရာမရှိပါဘူးအကြမ်းမဖက်မှုနဲ့မရှိခြင်းကြားမှာပဲရွေးချယ်စရာရှိပါတယ် ခေတ္တလူဖွဲ့စည်းဟာအပြန်လန်လှုပ်ဆောင်မှုတွေကနေစနစ်တကျပြည်ထနာတွေနဲ့စည်ရေးလှုပ်ဆောင်မှုတွေအထိအကြမ်းဖက်မှုတွေနဲ့ပြည့်နှက်နေပါဗါးအကြမ်းဖက်မှုအပေါ်တုံ့ပြန်မှုတွေကအကြမ်းဖက်မှုတွေကိုပိုဖြစ်စေပါတယ်လူလက်မှုနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေကပိုင်ဆိုင်မှုတွေအပေါ်အာယုံဆိုင်လေးရှိပေမဲ့အတွေးခေါ်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကပုံမိုနှက်ဆိုင်တဲ့ရှုပ်ထွေးမှုတွေကိုဖော်ပြပါတယ်လွတ်လပ်မှုကိုဝင်ရောက်ဆွတ်ဖက်ခြင်းမရှိခြင်းတစ်ခုလည်းအနေနဲ့နားလည်နိုင်ပါတယ် လက်နက်ကင်ဆောင်ထားတဲ့လွတ်လပ်ခွင့်ကလူမှုအဖွဲ့အစည်းနဲ့စုပေါင်းလှုပ်ဆောင်မှုအတွက်အခြေအနေတွေကိုပျက်စီးစေနိုင်ပါတယ်။ခေတ်သစ်ဘဝကိုဖျက်ဆီးဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်နဲ့ကဘာကြီးအကြောင်းမနစ်မြို့ပွဲအမှန်တရားတွေကိုရင်ဆိုင်ဖို့လိုအပ်ပါတယ်။မိတ်ဆွေတို့ရေဒီနေ့တဲ့တုံးဝရီတာစာအုပ်ထဲကအတွေးခေါ်တွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဘလို့အသုံးချလို့ရလဲဆိုတာကိုလေ့လာခဲ့ကြတယ်။ အတွေးခေါ်ဟာသီအိုရီတသက်မဟုတ်ပဲလက်တွေ့ဘဝနဲ့ဆက်ဆက်နေပြီးမိမိကိုယ်ကိုပြန်သုံးသပ်ဆင်ခြင်ဖို့အရေးကြီးကြောင်းလည်းသိခဲ့ရပါတယ်။ဒါအပြင်ကမ္ဘာပေါ်မှာရှိတဲ့မတူကွဲပြားတဲ့အတွေးခေါ်တွေကိုလေ့လာဖို့နဲ့လူမှုရေးဆိုင်ရာစိန်ခေါ်မှုတွေကို အတွေးခေါ်မြင်နဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးမိဆွေတို့အနေနဲ့မိမိကိုယ်ကိုပြန်လည်ဆန်းစစ်သုံးသပ်ပြီးကမ္ဘာကြီးကိုအတွေးခေါ်မြင်နဲ့ကြီးရှုနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြမယ်နော်